ဆရာဝန်တွေကိုဝန်ထမ်းအင်ယာတွေစီစဉ်ဆောင်ရွက်ပေးဖို့စီစဉ်နေတယ်လို့ကျန်းမာရေးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတန်းအောင်ကမြောင်းမြမြို့ပြည်သူ့ဆေးရုံကြီးကဝန်ထမ်းတွေနဲ့တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်ဒေါခင်မင်းစောသတင်းပေးပို့တာပါတယ်ခင်ဗျာကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာတန်းအောင်ရဲ့ပထမဆုံးခီးစဉ်ဖြစ်တဲ့ဩဂုတ်လ15ရက်နေ့ကမြောင်းမြမြို့ပြည်သူ့ဆေးရုံကြီးကကျန်းမာရေးဝန်ထမ်းတွေနဲ့တွေ့ဆုံပွဲမှာဝန်ထမ်းအင်ယာကိစ္စ ပြောင်းဝင်နေရွက်လုံတင်တဲ့ကိစ္စအပါဝင်ကျန်းမာရေးဝန်ကြီးဌာနရဲ့ဖွဲ့စည်းပုံကပြင်ဆင်ရေးဆက်မဲ့အကြောင်းအရာတွေကိုပြောကြားခဲ့တာပါ။နောက်တစ်ခုကတရားရတဲ့ဒီလိုဒုက္ခကံပြေချောင်းကြီးတွေမှာတာလို့ပါတယ်။ကျောင်းပြန်ပြီးတော့ဖွဲ့စည်းပုံဆွဲတယ်။ဒါတော့လက်ညှိုးအစားဖက်တာကျွန်တော်တို့ဆောင်းဝင်အောင်အင်ရှိရတယ်။သူစစ်နေပြီလာနေတဲ့အင်ကြီးတွေဆွဲတယ်။ဘုဒ္ဓရဲ့ရေးပစင်းတွေရှိပါတယ်။ ဘက်ကနိုင်ငံဝန်ထမ်းတွေရဲ့ပုံစံခါရနိုင်ငံဝန်ထမ်းပြတော့ကိုယ်နိုင်ငံတို့ဆောင်ပြပါမယ်ပြောကြတယ်ကိုယ်ကဘယ်လိုနေလဲကျွန်တော်များလို့တတ်တတ်ပေါ်ဘူးလက်ထက်ပေါ်အောင်တဲ့စာရင်းဒီသားကြီးကိုပြပါကြပါမှာကျဲကျင်းပြီးပါတယ်အားလုံးတမ်းပါတယ်ဒီကိစ္စဘက်ကိုအရာဝတိုင်းဒေတာကြီးဝန်ကြီးချုပ်ဦးသိန်းအောင် အားကစားဝန်ကြီးဌာနပြောင်စုဝန်ကြီးဦးတင်စံတို့နဲ့အတူမြောင်မြမြုတ်ကကျန်းမာရေးဌာနဝန်ထမ်းတွေသိရဝန်ထမ်းတွေနဲ့ရမိရဖတွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဘာလို့ကလဲကျွန်တော်ကျန်းမာရေးဌာနရဲ့ဖွဲ့စည်းပုံတွေကိုရဆွဲနေပါ။ရဆွဲနေတဲ့ဒီမှာလည်းပြောင်းလဲပြီးပြည်သူတွေကအဲ့တော့ဆေးရုံကြီးကိုမြန်မာတို့ရဲ့ဆွေးနွေးလို့ဆွေးနွေးပြီးပို့ချွေခိုင်းပါပို့ချွေတော့တောင်းနေခိုင်းပါလို့ပြောပါတယ်။ဒါမှစီးပူတော့ ဖွဲ့တယ်တောင်းတဲ့ခိုင်ပါလို့တို့လေသူတို့စေကုသအခုဌာနတွေတောင်းတဲ့စေကုသကိုဌာနတွေဖြစ်တယ်ဒီခုတော့စနတေးတော့ခက်ခွဲနေမြမြခရိုင်အုတ်ချုပ်ရေးမှုနဲ့မြမြခရိုင်ကျဲမရေးမှုတို့ကမြမြခရိုင်ဒီမှာလိုအပ်နေတဲ့တိုက်နယ်ဆေးရုံတွေတွှေ့ချက်ဖွင့်လှစ်နိုင်မှုနဲ့မြမြဆေးရုံအတွက်လိုအပ်နေတဲ့စက်ကရီယာဝန်ထမ်းအရေအတွက်နဲ့အစအဦးတွေကိုတောင်းဆိုခဲ့ရမှာကျဲမရေးဝန်ကြီးဒေါက်တာတန်အောင်ကတောင်းရပေးသားမယ်လို့ကတိပြုခဲ့ပါတယ်။ 干嘛？开门走吧，先。